ကိုလူချားကျေးဇူးရှိတယ်။ဘာလို့ဆိုကိုလူချားမင်းသားဘွားတော့ကျွန်တော်ကလူချမ်း။တန်လင်းပါလေ။ကိုပြူးနေတော့လာသေးတယ်။ကိုပြူးနေတော့တွေ့သေးတယ်။ကိုပြူးလာသေးတယ်။ကိုပြူးနေတော့တွေ့သေးတယ်။ကိုကျေးဇူးရှင်လို့သတ်မှတ်ထားတယ်။ဘာလို့ဆိုကျွန်တော်တို့ရုပ်ရှင်ရိုက်တဲ့အချိန်ကတော့အစိုးရတွေ့ဖို့အင်ဂျင်တွေတွေ့ဖို့ဘောင်းမီတွေတွေ့ဖို့ဖက်တက်တွေပေးဖို့တဲ့ကျေးဇူးအမတန်ကြီးတယ်။ကျွန်တော်ကကိုကျေးဇူးရှင်ကိုပြန်လည်ပြီးကျေးဇူးဆက်ပွင့်ရတာကျေးဇူးတင်တာပါပဲ။ နောက်တစ်ခုကကုထူးကြားကကျွန်တော်တို့ဒါသူမင်းသားဘဝသူရိုက်စင်အခါတော့ကျွန်တော်တို့ကလူချမ်းပါလွန်ခဲ့တဲ့အနှစ်20ကျော်တော့ကျွန်တော်ကလူချမ်းတယောက်ပါအဲ့အချိန်ခါလေးကကုထူးကြားကသူ့ရဲ့ကျွန်တော်တို့ကတော့အဝေစားဖို့ဘုလို့ကပတ်သက်မရှိဘူးဝေဖို့လူချမ်းဆိုလဲလူချမ်းအနေနဲ့နိုင်ငံခြားကားတွေမှာဆိုလူချမ်းကမင်းသားထဲမှာတောက်ပြောင်နေသေးတယ်ဟုတ်လားဒါပေမဲ့ကျွန်တော်တို့မှအဲ့လိုရှားတဲ့ပတ်စံနဲ့ဝေဝုဖို့ဆိုတာမဖြစ်နိုင်ဖြစ်နိုင်တော့ကျွန်တော်တို့မလုပ်ရဘူး ီလိုပေါ့ဗေဒုံလေးတွေပြေးဆွဲပါဆွဲညာဆွဲလို့ရတယ်အဲ့ချိန်မှာကိုကြီးကသူ့မှာရှိတယ်ဘောင်းမီသူ့ရဲ့နဲ့ကျွန်တော်ရဲ့နဲ့မသူ့အရက်ရှိတယ်ကျွန်တော်ကကျွန်တော်ကပူပူတူတူညဒါမျိုးတွေရှိဆိုတော့ကိုကြီးကသူ့အင်ဂျီကိုသူ့ခနဲ့သူ့အဲ့လိုပြေးလို့ဒါဆိုသူစားတောင်းနေတယ်လေသူလူခေါ်စားတာလို့ပါဒါမျိုးတွေမိသားစုကိုမိကိုဆက်ဆက်အဲ့ကျေးဇူးကအမတန်ကြီးတယ်ကျွန်တော်တွေ့ဘူးခဲ့တဲ့တရုတ်ဆောင်လေမှာကိုကြီးကအမတန်ကြီးကြောင့်ဒါကြောင့်လည်းပဲသူ့ရဲ့စိတ်ကောင်းနှလုံးကောင်းနဲ့သူပြောပြောရှင်ရှင်နေတတ်တဲ့အနေထားကျွန်တော်တို့ယောဂါကိုကျွန်တော်အနေနဲ့ပြောတာ ကျွန်တော်အနေနဲ့ကုလူယောဂါဘုရားတက်တာကောင်းမှန်တော့မဟုတ်ဘဲနဲ့သူ့ရဲ့ဝေကျွေးကြေကျင်တန်လာတဲ့အကြောင်းတရားပေါ်မူပြီးပါခုနကကျွန်တော်ပြောခဲ့ပြီဟုတ်လို့ရှိရင်ကျွန်တော်တို့ကတဘာဝအတိုင်းဖြစ်တဲ့ယောဂါနဲ့ကြည့်မယ်ဆိုရင်ကုလူကြလေဖြတ်ရင်ဖြတ်မဖြတ်ရင်အောက်ပိုင်းတည်တစ်ခုလုံးပါဖြစ်လာမယ်အောင်ကျော်ထီလို့မှရက်လက်ကမာဆယ်ကြီးကျော်လာမယ်အကျော်ကြီးကတ်လာမယ်အကျော်အားကြီးကျော်လာမယ်လက်ကလေးတွေအဲ့လိုဖြစ်သွားတယ်လက်တွေတိမ်ချလာခြေတော်ကြီးပါဖြစ်တယ်မာဆယ်ကြီးကျော်လာခြေတော်လေးတွေတိမ်သွားတယ်လုံးဝလမ်းမလျှောက်နိုင်တော့ဘုံဘုံလဲရမယ်အကြောင်းတရားကြီး မဖြစ်တော့မဖြစ်ဘူးချင်းတော့တိတ်ကြောက်စရာကောင်းတယ်အဲ့ဒီယောဂါဘာလို့လဲဆိုတော့ကျွန်တော်စီလာကူတာတွေအများကြီးခုနှစ်နှစ်တွေ့ကြည့်လူပေါင်းတောင်းတိမ်တန်းမကဘူးတော့ဒီအမျိုးတွေရပဲကျွန်တော်ဒီယောဂါဝေဒနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြီးသွားတယ်ဝေဒနာရှင်တွေကပဲကျွန်တော်ဘယ်လိုကူရမလဲဘယ်လိုလုပ်ရမလဲဘယ်လိုအနေထားဆိုတော့ကျွန်တော်အထူးသဖြင့်ဆရာဝန်ကြီးရဲ့ခြေစွပ်တော့ကြီးပါတယ်ကျွန်တော်တို့ဖျားပြီဆိုရင်ပြေသွားတယ်ကျွန်တော်တို့စေကန်းသွားကျွန်တော်တို့ကအေးစေကန်းရှိတယ်အများနဲ့ပြောတော့ရတာဘာမျိုးရှိလဲကျွန်တော်တို့မကုနိုင်တဲ့ယောဂါကကျွန်တော်စီမှာလည်းဒီတိုင်းပဲ လူတိုင်းလူတိုင်းကိုကျွန်တော်ဘယ်ဘယ်ဘယ်ပုံကူမှာဘယ်ဆရာမှလူတိုင်းလူတိုင်းကိုကြောက်အောင်မလုပ်ဘူး။ဒါကင်ဆာအမျိုးသမီးတယောက်လာပြကင်ဆာနဲ့ပတ်သက်သူရင်သားဖြတ်ထားတယ်။ရင်သားဖြတ်ပြီးတော့လက်မှာသူကဒီကျွန်တော်တို့ကင်ဆာကင်ဆာဆဲတွေပေါ့ကင်ဆာဆဲတွေအမြင့်တွေကိုပြန်တယ်။ချို့ဆိုလက်ကြီးလူကြီးတွေကျောင်းသားချို့ပုတ်ဆော်တော့တယ်လို့တော့သူ့ကိုကျွန်တော်ကြည့်လိုက်ကြည့်လိုက်ဟာခင်ဗျားဘာလို့အချိန်ကုန်ခံတာလဲကျွန်တော်မေးလိုက်ခင်ဗျားပြလဲစာဆရာဝင်းနဲ့ပဲပြန်ခင်ဗျားနဲ့အကျိုးဖြစ်တယ်ခင်ဗျားနဲ့အကျိုးပေးတယ် ကျွန်တော်စီလာပြီးအချိန်ကိုမခံနဲ့ငွေကိုမခံနဲ့ငွေကိုခံသူ့လာရဲ့လမ်းစိတ်ပါကြောင်ပြောအချိန်လည်းကိုမခံဒါမျိုးဆိုတာကကျွန်တော်အများကြီးပူတယ်ချိုးဆိုလို့ရှိရင်လက်တွေမှာအကြီးကြီးပုတ်ပွားပွားပြီးတော့ဗျာလဲလိုက်မှုလက်ကြီးကစားပြတ်ပြီးတော့အခုကဒါကိုထိမ့်သိမ့်နိုင်ထိမ့်ထိမ့်ထားနိုင်တဲ့အနေထားကိုလဲတာပေါ့အိုက်ဆီယာမျိုးမျိုးပြန်ပြပါကျန်တာဘယ်လိုနဲ့မှမပြပါနဲ့အမြဲတမ်းတိုက်တယ်ချိုးကြောက်လဲအဲ့လိုပေါ့ကျွန်တော်တို့ဒါစီးကုန်မှာအကြိတ်ကြီးလေးအလုံးကြီးလဲတာပေါ့အော်အသက်60လောက်ရှိတယ်ကျွန်တော်ကြည့်လိုက်နော်မေးကြီးဒါဘာလို့မပတ်မစိတ်တာ မရဘူးလို့ပြောတယ်ဟာမဟုတ်ပါဘူးတကယ်ကွမ်းစိတ်ဆရာဝန်ကြီးနဲ့တကယ်ကိုအမေတို့ကိတိကြကြတိုက်နေဆရာဝန်ကြီးလမ်းညွှန်လမ်းညွှန်ညွှန်ကြားမှုတွေခံရတာအဲ့ဒါကောင်းသွားလိမ့်မယ်ဟုတ်ရဲ့အချိန်နဲ့ကြာလိမ့်မယ်ကျွန်တော်ဒီလာကျွန်တော်အများနဲ့ညွှန်ဆိုတော့လောက်နှစ်လသုံးလလောက်ကြာတော့သူပြန်ကြောက်လာအစည်းကုန်မှာအဲ့လိုအလုံးအလုံးလုံးလုံးဝမရှိတော့သူသွားပြီးတော့ဖွဲ့စစ်တယ် operation လုပ်တယ်အများကောင်းသွားသူကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့သူကဘုသူတာနေကြတယ်ตามรู้อยู่ဒီမှာအချိန်ကုန်ချိန်ကုန်မှာ ਨੇ ထိရောက်မဲ့အကြောင်းတရားချုပ်ချောင်းလဲလုံးဝမဟုတ်ဘူး ျွန်တော်တို့မရဘူးအသက်ဆုံးရှုံးမှာဘယ်နည်းပဲကြံတော့မယ်ဘယ်နှလားပဲနေရမယ်တိုးတော်လည်းပဲလူတယောက်ရဲ့ကုသကံအားနဲ့ဝေကျွေးချင်ချင်ကြံလာပြီဆိုကောင်းသွားလာတယ်ပုံကြီးဒါမျိုးရှိအဲ့တော့ပြောချင်တာကျွန်တော်အနေကျွန်တော်တယောက်ထဲတော့ပဲပြောမယ်ငါကုလို့ယောဂဝိသနာတတ်တာကောင်းမွန်လာမဟုတ်ဘူးငါ့ကိုလာပြီးတဲ့ခြေစူးကအမတန်ကြီးတယ်ကျွန်တော်အဲ့ဒါပဲထင်တယ်အမျိုးတွေယုံကြည်နေလာရောက်ကုလို့ပြီးတဲ့ခြေစူးကကျွန်တော်တဲ့အမတန်ကြီးအဲ့တော့မြည်သူသောဘာသာပဲဖြစ်ဖြစ်မြည်သူသောလူမျိုးပဲဖြစ်ဖြစ် ်ဤသူသောပုံပုံပဲဖြစ်ဖြစ်ပါရင်ဖြစ်ရမှာကျွန်တော်ကျွန်တော်မှာချက်ချင်းမုံခြင်းမရှိကျွန်တော်ကိုတေလောက်အောင်မုံကျွန်တော်ဒီဒီအမျိုးကိုကျွန်တော်ကျွန်တော်ယောဂဖြစ်ရင်ကျွန်တော်ကျွန်တော်ရောက်လာကျွန်တော်ကုရမှာပဲကျွန်တော်ကမိသားစုကဲသူကျွန်တော်ကုနေရတာအဲ့တော့ယောဂဆိုတဲ့နေရာမှာ तू ကပြောခါ तू ကတော့ဘာ तू ကတော့ဘာညာခွဲကြလို့မရရောက်လာတယ်ဘာလို့ဘာလို့ဘာတခုပဲယောဂတစ်မျိုးပဲပြောအချို့တို့လေးဖြတ်ထားတယ်ဗျလေးဖြတ်ထားတာမှရွေ့နေလမ်းတော့မလျှောက်ဘူးအဲ့တော့ပယောဂဆိုတော့ဘယ်လိုလုပ်မလဲမဟုတ်ဘူးဆိုလည်းမရဘူး ကဲမဟုတ်နောက်နေ့တော့တယ်မလို့ဒါပြောကမဟုတ်ဘူးလေဖြတ်ထားတာပြောကသည်လေဖြတ်အောင်လုပ်လို့မရဘူးလေပဲကူဟာလားတချို့ကြော်လဲပြောကသူလိုက်ကူတာလဲစုံနေစိတ်ကဖြစ်တာဒါကိုပြောချင်စိတ်ကနေဖြစ်နေသူစိတ်ထဲမှာဒီပြောကသူများလုပ်ထားတယ်ဆိုတဲ့ဟာကြီးဆွဲပြီးစိတ်ကဖြစ်ဒါကိုစိတ်ကိုစိတ်နဲ့ပြန်ကူရလဲတပုံကြီးပဲဟာလားချို့အလုံးနေတကယ်ပိုက်ထဲမှာပြေးလွားပါလေတကယ်လုပ်ထားတာရှိတချို့အလုံးနေကြတော့မဟုတ်ပါဘူးတအိမ်မှာဒါကျွန်တော်ရေးအိတ် တာအသားလုံးလို့ပါတဘာဝတိုင်းတည်တဲ့ဟာပုံတချို့ထောက်ပြောကောင်ပေါ့ဘူးအနာလို့မင်းကိုစောင့်ကြည့်ကောင်းသွားလိမ့်ဒါမှမဟုတ်လို့ရှိရင်ခမားတို့ပြနေကြဆရာဝန်တွေဆက်ပြအော်လို့ရှိပါလားအဲအိမ်ထုတ်မယ်ဘာကြောင့်လဲစသည်အားဖြင့်တချို့လည်းလူကောင်းသွားကြတဲ့ပုံရှိတယ်အဲ့တော့ကုသတယ်ဆိုတဲ့နေရာမှာရန်တမ်းပြီးတော့ဒီနေရာမှာကျွန်တော်တို့ကုသမှုပေးနေတယ်ခုနကဂရုကြားဖြစ်တဲ့အနေအထားတစ်ခုပါလေဒီလိုပါပဲကျွန်တော်တို့ကဒါဂရုကြားကိုပြောကာဆိုပြီးတော့ခုနေတာလည်းမဟုတ်ကျွန်တော်ရေးတင်တာမောက်ပြောကလည်းပါတယ် ူ့ရဲ့ပင်ကိုယ်တဘာဝကအာုံကြောထိတာလဲဆရာရှင်းရှင်းလေးသူအရှိမလဲဆရာဝန်နဲ့ပြောတာအဲ့တော့အမောက်ယောဂါဆိုတဲ့နေရာမှာလဲသူ့ကိုကျွန်တော်ဗီဒီယိုအတူလေးလောက်ပဲကျွန်တော်တင်လိုက်သူ့ကိုမေးကြည့်ကြည့်သူ့ဘူလိုခံကလည်းထိုင်တော့မထိုင်နိုင်ဘူးဒီလိုထိုင်နိုင်မှုဆိုတာအဝေးကြီးဟာကြီးနဲ့တုံပြီးတော့အဲ့လိုအော်ပြီးထိုးတယ်ကြာသူ့မှာအဲ့လိုဖြစ်တယ်တရားလဲရွှဲတယ်အဲ့လိုရွှဲတာဟာတဲ့တချို့ကဘာပြောလဲဆိုတော့ဆေးဆေးကြောင်ကြောင်အရှက်မတော့ဘူးဟုတ်ပါဘူးဗျာ तू 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 မလောက်တာကြာပါဘူးဟုတ်ပါဒုတိယဒီမျက်နှာအနေထားကိုကြည့်လိုက် ဒီမျက်နှာအနေထားကိုကြည့်လိုက်ရင်လူပြောင်းရဲ့အနေထားကိုကြည့်လို့ဟုတ်လားရှက်ကြီးမျက်နှာထုနေတဲ့လူအနေထားရှင်းမျက်နှာချနေသဘောတကူကိုဆိုနေတာကစိတ်ကြောင်ကြောင်တဲ့လူအကြောင်ကြောင်ကြောင်တဲ့လူကဒါမျိုးမဟုတ်ဘူးသူတကယ်ကိုကြောက်ကြောက်လန့်လန့်ပါပဲသူအဲ့လိုရွှဲပြီးတော့သူဟာကျွန်တော်ဒါဒါနဲ့ဆိုနှစ်ချိန်ပေါ့နှစ်ချိန်ကုသပြီးတော့အဲ့အိုင်နီယံတော့ပြောလိုက်ပါလို့နည်းနည်းတော့ဆက်ကူအောင်မယ်ဒါတွေဒီအကြောတွေပြန်လဲကောင်းမှုပဲရှင်းပြောလို့ရှိရင် तू ကလက်ကအကြောတွေမတန်တော့ဘူးတိတ်မတန်ချင်လို့ဖြစ်တယ်ဒါဒါမျိုးရှိအောင်ကြောထိပ်ပြီး အခုတော့တော်တော်လေးအဆင်ပြေလာတာမြင်ပြီးတော့ဝမ်းသာကိုကျေးဇူးရှင်လို့သတ်မှတ်ထားတယ်။ဒါဆိုတော့ကျွန်တော်တို့ရုပ်ရှင်ရိုက်တဲ့အချိန်ကတော့အစိုးရတွေ့ဖို့အင်ဂျီတွေတွေ့ဖို့ဘောင်းမီတွေတွေ့ဖို့ပြတ်တွေပေးဖို့တဲ့ကျေးဇူးအမတန်ကြီးတယ်။ကျွန်တော်ကကိုကျေးဇူးရှင်ကိုပြန်လည်ပြီးကျေးဇူးဆက်ပွင့်ရတာကျေးဇူးတင်တာပါပဲ။ဂျန်နဲ့အကြောင်းတရားလေးဆရာကြီးအနေထားပြောပြပြီးတော့ဘယ်လိုဖြစ်လာလဲကျွန်တော်လည်းလည်းနေရာထူးဆန်းတာအဲ့လိုထိုင်လိုက်ပြီးတော့အဲ့ဒီဆရာအဲ့ဒီကိုခုတ်တဲ့အချိန်ကျွန်တော်လုံးဝမခံနိုင်တော့ဘူး။ပူတကောလုံးပူတာလေ။ နော်ကျွန်တော်မျက်လုံးကိုရအောင်ဖွင့်မျက်လုံးလည်းဖွင့်လို့မရဟိုငါဖွင့်မှရမယ်ဖွင့်မှရမယ်ဆိုဖွင့်လို့မရလူကြီးကဘလူကြီးဖြစ်သွားမှမသိတော့အဲ့မှာလာလာဗျာဒီကကိုင်လဲဟိုကမလူတို့အော်လူကြားသူကအော်ဖို့နည်းနည်းတော့ရှက်တယ်မရတော့အော်အဲ့ဘယ်နှခါလဲမသိအော်အော်မိအဲ့လိုအဲ့လိုအဲ့လိုဖြစ်သွားကျွန်တော်အဒီကလည်းသူကြားလိုက်ဘူးအာအာအော်အဲ့ညလုံးရအောင်ဖွင့်လို့လည်းမရတော့ဘူးလူကြီးကအရန်ပူကျက်နေတယ် ဘာဖြစ်သွားမလဲဟောလီဂါကဟောကျွန်တော်လည်းမကြုံဘူးတာတကယ်ပေါ့လီဂါဒါလည်းကျွန်တော်မကြုံဘူးမကြုံဘူးပေါ့နော်အဲ့တော့မလန်းလန်းမတက်ကြွဘူးအဓိကအိမ်မာနေတာအပြင်ဒီမှာဆရာဝန်ရှိသွားရင်တော့ကျွန်တော်အဲ့အကားပေါ်အိတ်သွားတာအချင်းနဲ့တိတ်မကောင်းကျင်တော့ပေါ့နော်အဲ့ရက်ရှိမြန်မြန်လေးရောက်လာပဲကုသိုလ်ကံကောင်းတယ်ပြောအောင်ပါကုရိယာပြောတော့ဗာလက်လက်မြောက်ရင်ဗာဖြစ်တယ်ဆိုတာဟုတ်လက်လက်မြောက်တော့ဗာကြိုက်လာတာဗာဟုတ်လက်ကလုံးဝမြောက်လို့မရဟုတ် အဲ့အဲ့ဒါလေဒူးဆန်းဘယ်လက်ကဆရာဝန်ရှေ့ရောက်တော့ပျောက်သွားပါလားဆိုမှတော်တော်ထူးဆန်းလားအဲ့ဒါကြီးဟာဒုက္ခပဲမင်းမလုပ်ပါအောင်ဆိုတော့အဲ့ဒါတော့အရန်ထူးဆန်းတယ်အဲ့ဘယ်ဒီဘယ်လက်ကလုံးဝလှုပ်လို့မရတေလောက်အောင်អော်ရတဲ့လက်ကဆရာဝန်ရှေ့ရောက်တဲ့အချိန်မှာပျောက်သွားတယ်ဗျာကဲစဉ်းစားကြည့်အဲ့တော့ဒါမမြန်ဟာလေအများကြီးရှိတယ်နော်ဆရာအဲ့တော့ကျွန်တော်ကပျောက်ောက်အောင်ရှေ့ကျွန်တော်ပြန်ပြောရအောင်နော်ဆရာဘယ်လိုလဲဘယ်လိုလဲဆို ဆွဲတဲ့မှာဘယ်လိုလေးတွေ့လာလဲသူကဘယ်လိုလေးတော့ပြန်လဲသူကအဲ့လိုကျွန်တော်ကြည့်လိုက်တဲ့ခါကျတော့အဲ့လိုရွဲ့လာတော့ညသောအဖြစ်လေဖြတ်တာလို့ပါလို့ချိုးလည်းလေဖြတ်တာကြီးလည်းပြောချောအောင်ရောသမားကြီးလည်းရှိတယ်ချိုးပိုလူသမားကြီးလည်းရှိတယ်အဲ့ဒါမျိုးတွေရှိဆိုတော့အဲ့လိုမဟုတ်ဘူးသူရဲ့ပုံမှန်သဏ္ဍာန်ထူးကြတယ်ပြောကားဆိုလည်းတကယ်ချိုးသူစစ်စရာမလိုအဲ့လိုဝင်လာအဲ့ရှိမှဝင်ပူးနေတာချိုးတိုင်းမမတင်နိုင်အများကြီးဟိုးနိုင်ချိန်ပူးနေတာအာဝဝကွာအုံးအုံးဒါတွေမထခုံနေဟာမှတွေ့လားဒါမျိုးတွေရှိတယ်အဲ့လိုဝဝကွဲတွေ တို့တော့ချုပ်ကြတာပေါ့တို့တို့နှုတ်နှုတ်နှုတ်နဲ့ချုပ်ကြတာနှုတ်နဲ့ချုပ်ချုပ်ချုပ်နေငင်းထိုင်နေဘလို့မချမ်းသာပါ့မင်းပြရကောင်းတော့တို့တော့လည်းပဲကိုတို့ကြောက်ကိုကြည့်လိုက်တော့အဲ့အလားတရာဖြစ်နေမဟုတ်ဘူးဒါနေဖြစ်တာလည်းမဟုတ်ဘူးဒါလာလာစုတို့အဲ့အဲ့မှာအလိုပွတ်တရာလားဒါမျိုးမဟုတ်ဘူးပွတ်တရာဘလို့မလျှောက်နိုင်အဝေးပဲပွေပြီးတင်ရတယ်ကိုတင်ပြီးတော့မှအခုစစ်ကျန်တဲ့အကြောင်းတရားသူများလိုမျိုးအဲ့လိုဝင်ဝက်ပူးပြီးတော့မှဘလို့ပဲကျန်တာမဟုတ်ဘူး ဒီဒီယောဂာနဲ့ပတ်သက်ပြီးလှုပ်ထားတယ်တိုးတော်လည်းပဲလှုပ်ထားတဲ့လူကဒီပုံတိုင်းလာပြီးတော့မှရှင်းထုတ်တယ်။အော်နေတာ။ဒါလည်းဒီအကုန်လုံးဒီဒီဒီချိုးကြောက်လည်းကျွန်တော်တို့ဘုံတိုင်းကျဲပြီးဝင်မှုမှမဟုတ်ချိုးကြောက်လည်းညင်းညင်းညောင်းလေးနဲ့ပဲ။ဥမာကျွန်တော်တုံတေးရတာပဲအေယာဝိတန်ဘုံတစ်ပါးလို့ဖះပေါ်တက်သွားတယ်။ညံနှစ်ထပ်လောက်ကြောက်ပြုတ်ကြောက်သွား။အမ်မြူနဲ့လာတယ်ဆက်ချာနဲ့လာဆက်ချာကတ်ကြီးနဲ့တင်လာတယ်။ဒီလည်းရောက်လည်းရောက်အစီအရော်လည်းအဲ့လိုပဲစစ်ပေးလည်းပြီးလည်းပြီးတော့ပြောကပေါ့ပြောချင်တာအတိုက်ခိုက်အတိုက်ခိုက်ကြည့် ်ဆက်လက်ပြီးလက်ပြီးတော့ဆရာတော်ကောင်းမွန်သွားပဲလမ်းလျှောက်သွားတယ်။အဲ့ဒါတွေကကျွန်တော်ရဲ့ဘောထဲမှာရှိပါတယ်။ဒါတွေကအကြောင်းမဲ့တွေပြောတာပေါ့အများကြီးပါ။ဟာချိုးတွေကြောက်လဲဒီကောင်းမှုဆိုတဲ့အကြောင်းတရားကိုချီးကျူးတော်မနာမှာပြုခုနိုင်ဖို့အာတာရုခေါ်ဆိုနိုင်ဖို့အင်အားအမတန်နဲ့တယ်။အပြစ်တင်ဖို့ကဲရမှုရှုတ်ချဖို့ဒါမျိုးလေးရောဘယ်အချိန်မှားမလဲ။ကျွန်တော်ကသိကူးဆိုင်နေမှာမဟုတ်ဘူး။ကျွန်တော်အနေနဲ့ဘာမှကူးဆိုင်နေမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ ကိုသွားမဲ့တန်တရားသူလည်းအခုပဲစဉ်းစားကြည့်ပြတော့ကြာကိုကိုငလင်းလှုပ်လိုက်တော့ကြာကိုရေကြီးလိုက်တော့ကြာဘာဖြစ်လိုက်တော့ကြာညာဖြစ်လိုက်နဲ့အဲ့ကြားထဲမှာမှာကျွန်တော်တို့အမျိုးတွေရှင်တန်နေရတာအသက်ကိုမနဲ့လူအောင်ပြေးရှင်တန်နေရသမီးကိုမုံမှုလည်းခေါင်းနဲ့မရှိဘူးကိုလူချားကိုချစ်ဖို့လည်းခေါင်းလုံးအားလုံးကဒန်းလူပြောချင်တာကျွန်တော်ကသေလောက်အောင်မုံလဲကျွန်တော်ချစ်နေတယ်သဘောတကူပေါ့ကိုစီရောက်လာကိုကုပေးရမှာအဲ့သူတို့မုံချင်သူတို့မုံပြီဆိုတော့ကျွန်တော်တန်တရားရှေ့ဦးမှာကျွန်တော်အကုတော်ကကြီးဦးမယ် ။အမှသူ့အချိန်တွေကပေးရအောင်ပဲ။သူ့ကလည်းအချိန်မပေးနိုင်ဘူး။ကိုကကိုတော့မနဲ့တက်တော့ရိုက်ပြီးတော့ဖနှောင်းနဲ့တင်မနဲ့တသားတဲ့အကြောင်းပြေးနေရတဲ့ဟာအကြောင်းအကျိုးကဒါကိုပြောချင်တယ်။အဲ့တော့မြေသူမြေအောင်မှဒီပေါ်မှာတိတ်ခေါင်းနဲ့မထိုင်နိုင်ဘူး။ကိုကပြောတယ်ဆိုလို့ရှိရင်တခုပဲခံရတယ်။ဩငါသူ့ကိုအတိတ်တိတ်ကြီးကဘယ်ဘဝတွေကဘလို့တွေပြောခဲ့လို့ဘာလို့တွေပြောခံရတာပါလဲ။ကျွန်တော်တော့ခေါင်းနဲ့မထိုင်ဘူး။ဒါကတော့ကာယကံရှင်ရဲ့လက်တွေ့ပါပဲ။ကုလူချားတို့ဆိုတာကလည်းပြောမယ်ဆိုလို့ရှိရင်ဖော်ရှိရောင်ွားတွေမဟုတ်ဘူး။ဒီလူတွေက ဒီပုံကူတွေကြတော့ယုံကြည်နေတယ်ကျွန်တော်အဲ့ဒါကိုပြောချင်ယုံကြည်မှုနေတယ်ယုံကြည်မှုနေတယ်လဲဆိုအဲ့လိုသူတို့ကသူတို့နေတယ်သူတို့ကိုကျူးကြီးကြီးဆိုလဲဆရာဝန်တယောက်သူတို့တိတ်အဲ့ဒါကိုယုံကြည်မှုအားနေတယ်ဆိုလက်တွေ့ကြကြတာကိုသူတို့ပြောချင်လက်တွေ့ကြကြအောင်သူတို့ကလုပ်ချင်ဒါဒါမျိုးကြုံလာတဲ့အခါသူလည်းသူ့ကိုအားအားသင့်တယ်ခုနကကျွန်တော်ပြောခဲ့တယ်သူရဲ့ကုသကံအားနေဝေကျွေးကြည့်ချင်သူမမို့ကျွန်တော်တို့လာကူတဲ့ဝေဒနာရှင်တိုင်းရအောင် ကုသကံအားနဲ့ဝကြွေးကြည်ချင်းတန်လာတဲ့အနေထားပေါ်မှာကျွန်တော်ခံယူကျွန်တော်ကုလို့ပြောက်တယ်ဆိုအဝေးငါဆိုတဲ့စိတ်ကိုငါဆိုတဲ့စိတ်ကိုတက်နိုင်သလောက်ကျွန်တော်ဘာလို့လဲပယ်သက်တယ်အဲ့ဒီငါဆိုတဲ့ငါကြီးကိုတွားဆွဲမိရင်ကတော့ဗာတဲ့ဟိုဒီရိုးရိုးသားသားပြောတာဖင်ကောင်းကျေလာပြီးတော့မှအပယ်ဆောင်လို့ဆင်းတော့ဒီမာမာနာရဲ့ဒီမီးရတဟုံးတောက်လိုက်ဘွားမြားအဝါကုလို့ပြောက်တာအာငါကဘလို့အာဘလို့ပဲချမ်းသာမန်မန်မန်နေမာမာနေထောင်းမာနာနေထောင်းလိုက်ဆင်မပြေနေဘူးလीအဲ့တော့ကိုကိုကိုပဲကိုသုံးသက်တယ် ိုကိုကိုပဲကိုစုံမှာကိုသွားမယ်လမ်းရဲ့အထောက်ပံ့ဒီကုသူရဲ့အထောက်ပံ့ရှိမှာသွားလို့ရအဲ့တော့မြေသူမြေအောင်မှာအကုသူဆိုတဲ့အကြောင်းတရားကြီးနေမိတယ်